မင်္ဂလာပါရှင်ဘာမခိတဲ့သတင်းဌာနမှပြန်နေကြိုဆိုလိုက်ပါရရှင်ယခုချိန်ကစပြီးမေလ24ရက်နေ့မြမနွေဦးတော်လရင်စိတ်ဝင်စားဝယ်ထိတ်တဲရောက်သတင်းများကိုစီရင်ခံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးသတင်းအနေနဲ့နိုင်ငံရေးတွင်အမှုပညာရှင်တချို့ကလွဲမစာဝင်ဆောင်ရွက်၍နိုင်ငံတွင်မဖြစ်သင့်သည်များဖြစ်ခဲ့ရဟုအပြစ်တင်လိုက်ပြီးရုပ်ရှင်ရုံများတွင်စစ်တပ်ကအတိပေးလိုသည့်အချက်များကိုပြသပေးရမည်ဟုပြန်ကြားရေးဝန်ကြီးမောင်မောင်အောင်အမိန့်ပေးဆိုတဲ့သတင်းပဲဖြစ်ပါရရှင် မြန်မာနိုင်ငံ၏ပါတီနိုင်ငံရေးတွေအနုပညာရှင်တချို့ကလွဲမစွာဝင်ရောက်ဆောင်ရွက်ခဲ့တဲ့ပြင်နိုင်ငံတော်တွေမဖြစ်သင့်မဖြစ်ထိုက်သည်များဖြစ်ပွားခဲ့ရကြောင်းစစ်ကောင်စီပြန်ကြားရေးဝန်ကြီးမမောင်အောင်ကပြတင်ပြောဆိုလာသည်ရမန်နီရန်ကုန်တွင်ရုပ်ရှင်ဇာတ်ကားများယုံတင်ပြသရေးဆိုင်ရာညှိနှိုင်းစည်းဝေးတွင်၎င်းကပြတင်ပြောဆိုလာခြင်းဖြစ်သည် အနုပညာရှင်များအနေဖြင့်ပြည်သူများကိုပျော်ရွှင်မှုပေးရမည်ဖြစ်တဲ့ကဲ့သို့အသိပညာဘုဟုတ္တရာများပေးအပ်၍မှန်ကန်သည့်လမ်းကြောင်းသို့ရောက်ရှိအောင်လမ်းပြပေးကြရမည်ဖြစ်ကြောင်းအနုပညာရှင်တချို့ကမိမိတို့၏အနုပညာလုပ်ငန်းများကိုလှုံ့ဆော်ရမည်အစားပါတီနိုင်ငံရေးလုပ်ငန်းများတွင်လွဲမစွာဝင်ရောက်ဆောင်ရွက်ခဲ့သည့်အတွက်နိုင်ငံတော်တွင်မဖြစ်သည့်မဖြစ်ထိုက်သည့်များကိုဖြစ်ပွားခဲ့ရကြောင်း၎င်းကဆိုသည် ထို့ပြင်ရုပ်ရှင်များသည်ပြည်သူများအပန်းဖြေသည့်နေရာစူဝေးသည့်နေရာဖြစ်သည့်ဖြင့်နိုင်ငံတော်အစိုးရကပြည်သူလူထုတန်တင်ပြလိုသည့်အချက်များအတိပေးလိုသည့်အချက်များကိုလည်းပြသပေးရန်လိုအပ်ကြောင်းအကြံဖက်ဆက်ကောင်စီပြန်ကြားရေးဝန်ကြီးမမောင်အောင်ကရုပ်ရှင်အဖွဲ့များသို့ညွှန်ကြားပြောဆိုသည်။အကြံဖက်ဆက်ကောင်စီက2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ရုပ်ရှင်လုပ်ငန်းများနှင့်ဖျော်ဖြေရေးလုပ်ငန်းများကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပြီးစင်စာစနစ်ကိုပါပြန်လည်အကောင့်ထည့်ဖော်လျက်ရှိကြောင်းသိရှိရသည်။ဆလတ်တင်ဆက်ပေးမယ့်တဲ့ရင်အကြောင်းအရာကတော့ အာဆီယံအနေနဲ့မြမအရေးလုပ်ငန်းစင်တဲ့တရက်အတီးပြူချမှတ်ဖို့ SCCM Titan ဆိုတဲ့တွင်ပဲဖြစ်ပါရရှိမြမအရေးလုပ်ငန်းစင်တဲ့တရက်ကိုအတီးပြူချမှတ်နိုင်ရေးအတွက်အာဆီယံအလဲကျဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကဦးစီးဦးဆောင်ပြုရမယ်လို့မြမနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီ SCCM ကတိုက်တွန်းပါတယ်အသုံးမဝင်တော့တဲ့အာဆီယံဘုံသဘောတူညီမှု၅ချက်ကိုစွန့်ပေးပြီးမလေးရှားနိုင်ငံကဥက္ကဋ္ဌဖြစ်ဦးဆောင်ကျင်းပမယ်46ချိန်မြောက်အာဆီယံထိပ်သီးအစည်းအဝေးမှာဦးစားပေးလှူဆောင်မှုလုပ်ငန်းစင်တဲ့၅ရက်ကို SCCM ကမေလ22ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ အာဆီယံကဆက်အုပ်စုအပါအဝင် NUG တိုင်းသောတော်လိုင်းအဖွဲ့တွေအခြားလက်နက်ကိုင်အဖွဲ့တွေကြားအလုံးပါဝင်နိုင်တဲ့ဆွေးနွေးပွဲတွေခေါ်ယူခြင်းပါပဲအရိကတစဉ်တိုက်ခိုက်မှုအလုံးအထူးသဖြင့်လေးချောင်းတိုက်ခိုက်မှုတွေကိုချက်ချင်းအဆုံးသတ်ရမယ်လို့ဆိုပါတယ်။ဒါ့အပြင်အာဆီယံနဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့ထောက်ခံပြီးလိုင်းနာကျင့်သုံးရမယ်တနိုင်ငံလုံးအတိုင်းအတာနဲ့အပြစ်ကက်ရစဲရေးကိုလည်းဖော်ဆောင်ကအရိအတွက်နိုင်ငံတကာလေးလာသူတွေကစောင့်ကြည့်စစ်ဆေးရမယ်လို့ဖော်ပြပါတယ်။ မြန်မာအရေးမှာအိန္ဒိချင်းနိုင်ငံတွေနဲ့ကုလသမဂ္ဂအေဂျင်စီတွေအပါအဝင်အဓိကသက်ဆိုင်သူအစိုးဖွဲ့အားလုံးနဲ့အာဆီယံကညှိနှိုင်းဆောင်ရွက်ပြီးလိုအပ်နေတဲ့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုလက်နက်သက်ဖွဲ့အသုံးမချဖို့စောင့်ကြည့်ချက်မှတ်ကနေမြေအားလုံးကိုအဟံအတားမရှိအပြည့်အဝဝင်ရောက်ခွင့်ပြုရမှာပါ ရွှေကောက်ဝယ်မကျင်းပါမီအားလုံးပါဝင်တဲ့ငြိမ်းချမ်းရေးသဘောတူညီချက်တရဲ့ဥစွာရှိရမှာဖြစ်ပြီးတိုက်ခိုက်မှုအားလုံးကိုလုံးဝရပ်တန့်ရမှာဖြစ်ပါတယ်။အဲ့ဒါတွေပြည်စုံမှသာကျင်းပမယ့်ရွှေကောက်ဝယ်အတွက်အာဆီယံကသက်ဆိုင်သူအားလုံးကို ထောက်ပံ့ကူညီရမယ်လို့ဆိုပါတယ်။ရွှေကောက်ဝယ်ကျင်းပရမှာလည်းလွတ်လပ်တဲ့နိုင်ငံတကာလေးလာသူတွေရဲ့စောင့်ကြည့်မှုနဲ့စစ်မှန်ပြီးယုံကြည်စိတ်ချရတဲ့တနိုင်ငံလုံးအစ်စ်ရွှေကောက်ပွဲတွေဖြစ်မှသာကျင်းပလို့ရနိုင်မယ်တကူတဲ့သောအခြေအနေလို့ SCCM ကထောက်ပြထားတာပါ။တစ်ဖက်မှာအာဆီယံကမြန်မာနိုင်ငံအတွက် Federal Democratic ကရေစီဖွဲ့စည်းပုံအခြေခံဥပဒေတည်ညှိနှိုင်းရေးဆွဲရမှာသက်ဆိုင်သူအလုံးကိုထောက်ပံ့ကူညီရမှာဖြစ်ပြီးအဲဒီဥပဒေဟာလူမှုဆန္ဒနဲ့အကျိုးစီးပွားတွေကိုအခြေခံကအတိုင်းအဝန်အလုံးနဲ့အကျုံးဝင်မှုပါဝင်မှုရှိတဲ့ခြံနဲ့ကိုက်ညီရမယ်လို့ဆိုပါတယ်။ဒါအပြင်မြန်မာစစ်တပ်ကဘလို့ပုံစံနဲ့တည်ရှိနေပါစေဒီမိုကရေစီနီးကျရွေးကောက်တင်မြောက်ထားတဲ့အရတအစိုးရနဲ့လွှတ်တော်အောက်မှာထာဝရလက်အောက်ခံဖြစ်နေရစေမယ်ဆိုတာအဓိကကျတဲ့လိုအပ်ချက်လို့ဖော်ပြထားတာတွေ့ရပါတယ်။ အာဆီယံအနေနဲ့ပဏိပကမှာပါဝင်သူအားလုံးကမြန်မာနိုင်ငံမှာကျူးလွန်ခဲ့တဲ့နိုင်ငံတကာရာဇဝတ်မှုတွေအတွက်တာဝန်ယူတာဝန်ခံမှုရှိရေးကိုထောက်ပံ့ကူညီရမှာဖြစ်ပြီးတရားမျှတမှုပေါ်ဆောင်နိုင်ရေးနိုင်ငံတကာနဲ့ပြည်တွင်တရားရုံးတွေရန်ရဲတွေနဲ့လည်းပူးပေါင်းဆောင်ရွက်သွားရမယ်လို့ SCCM ကပြောပါတယ် အဲဒီလိုပူပေါင်းဆောင်ရွက်ရမှာကမ္ဘာနေရာတိုင်းမှာတရားစီရင်ပိုင်ဝင်းကိုကျင့်သုံးတဲ့တရားရုံးတွေလည်းပါဝင်တယ်လို့နိုင်ငံတကာရာဇဝတ်မှုတွေကြီးလေးတဲ့ချိုးဖောက်မှုတွေနဲ့မတရားမတရားပြုမှုတွေအတွက်ပြစ်ဒဏ်ကနေလူငယ်ချမ်းသာဝင်လုံးဝရှိရမှာမဟုတ်ဘူးလို့တိုက်တွန်းထားတာပါမေလ23ရက်နေ့ကနေ28ရက်နေ့အထိမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာကျင်းပသွားမယ်အာဆီယံထိပ်သီးအစည်းအဝေးမှာအားလုံးပါဝင်နိုင်မှုနဲ့တည်တံ့ခိုင်မြဲမှုဆိုတဲ့ခေါင်းစဉ်နဲ့မြို့မအရေးဆွေးနွေးဖို့လည်းရှိနေတာပါ အာဆီယံထိပ်သီးအစည်းအဝေးမတိုင်ခင်မလေးရှားဝန်ကြီးချုပ်အန်ဝါကမြမစစ်အစိုးရနဲ့ဖြုတ်ချခံရတဲ့အစိုးရတို့ကြားတွေးဆဆွေးနွေးဖို့အချိန်တန်ပြီလို့မေလ22ရက်နေ့မှာသတင်းတောက်တွေကိုပြောဆိုခဲ့ပါတယ်ဝန်ကြီးချုပ်အန်ဝါကပြီးခဲ့တဲ့ဧပြီလအတွင်းစစ်ကောင်းဆောင်မှုချုပ်မှုကြီးမင်းအောင်လိုင်ကိုထိုင်းနိုင်ငံဘန်ကောက်မြို့မှာလက်ခံတွေ့ဆုံခဲ့ပြီးတရက်အကြာမှာအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့အွန်လိုင်းကနေတရားဝင်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ဆလဘီ MI7 ပြစ်ချခံရမှုနောက်ွယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ကချင်လက်လက်ရေးတပ်ဖွဲ့မှအကြမ်းဖက်စစ်အုပ်စုသုံးရုရှားလို MI7 တွေရဟယင်ကစစ်ကူနဲ့ရိခါများချပီးရန်လာစဉ်ပြစ်ချခံရမှုအားနိုင်ငံတကာရှိစစ်ဘက်ဆိုင်ရာဝက်ဘ်ဆိုက်များကထွက်ပေါ်လာသောဗီဒီယိုကလေးကိုကြည့်၍အငင်းပွားစရာမလိုဟုတညိတညွတ်တဲ့မှတ်ချက်ချမှုနဲ့အတူအံဩခြင်းမကအံဩသွားမိကြောင်းပြောဆိုမှုများထွက်ပေါ်လာခဲ့ပြီးဖြစ်သည် အန်အောရသည့်အကြောင်းရင်းတွေနဲ့အခိုင်အမာရှိနေကြပြန်သည်၎င်းတို့အလုံးစိတ်ထဲတွင်ယူကရိန်းမှရဟတ်ရဲများကိုတိုက်ခိုက်ရန်ထုတ်လုပ်ခဲ့သောဒရုန်းအသေးစားများသည်မြန်မာနိုင်ငံမြောက်ပိုင်းတောတောင်ရှုံမြောင်ကြသို့အပေးသူများရောက်ရှိလာခဲ့ရသည်နည်းဆိုသည်ကိုစဉ်းစားမရအောင်ဖြစ်လာကြသောကြောင့်မြန်မာတော်လှန်ရေးတပ်များသည် First Person View ကို FPV ဒရုန်းများတုံ့ပြန်ပစ်ချခဲ့သည်ကိုပထမဆုံးအချိန်ဗီဒီယိုမှတ်တမ်းများနဲ့မျက်မြင်ကိုယ်တိတွေ့ရှိသွားခဲ့ကြသည်ရင်းနှင်းအတူကုန်ကြစည်အနေချင်းဖြင့်ထုတ်လုပ်နိုင်ခဲ့သော FPV ဒရုန်းများကြောင့်အနာဂတ်စစ်မျက်နှာ တွင်ရဟန်းရင်များ၏အသုံးတွဲမှုယောနေကြဆင်းသွားပြီးတော့မြို့ဟုဆိုရိတ်မကင်းလဲဖြစ်လာကြသည်ဟုဆိုသည်ဆိုရှယ်မီဒီယာပေါ်တွင်ပြန်နှံ့လာသောဗီဒီယိုဖိုင်တွင် KIA ဘက်မှလွှတ်တင်လိုက်သော FPV drone သည်ဖမုံအနောက်ဘက် AR မြက်ကအနီးချင်းကလာနေသောရဟန်းရင်၃စီအနက်ပစ္စည်းချပြီးပြန်ထွက်လာသောတစီ၏ router တလန်များအနီးချင်းကလာစဉ်တွင်ထုတ်လွှင့်မှုပြတ်တောက်သွားခဲ့သည်ကိုတွေ့ခဲ့ရသည်ရဟန်းရင်သည်လည်းတောအုပ်တွင်ပြတ်ကျသွားခဲ့ပြီး ရှင်ပေါ်လိုက်ပါလာသူဆက်ရှိဦးစလုံးအလုံးသိဆုံးသွားခဲ့သည်ဟု KIA နေမြေရှင်လင်းရမှာရရှိသောသတင်းများကိုအခြေခံ၍ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူထံမှအတည်ပြုခဲ့သည်ရှင်းနေအတူမီလောင်ကျွမ်းနေသော rifle ဆလေးလက်ကိုတွေ့ရှိခဲ့ရသည်စင်းရင်ပြင်းနေသောနောက်တစ်စီးသည်လည်းချက်ချင်းပြန်ထွက်သွားပြီးစင်းမိသားဖြစ်နေသည့်တစ်စီးသည်လည်းမြေပြင်တွင်မနေရတော့ပဲပြန်တက်သွားခဲ့သည်လင်းရင်မောင်းသူမှချက်ချင်းဆိုသလိုထိုးဆင်းရမည်အစားအခြေဆိုင်စကန်တို့ပြန်တန်းရန်ဆုံးဖြတ်ခဲ့ခြင်းကြောင့်ဖြစ်သည်ဟုကျွမ်းကျင်သူများကသုံးသပ်ခဲ့ကြသည်ထို့ရဟယင်းသည်လည်းထိမှန်သွားခဲ့ပြီး ီးရွှေကိုအခြေဆိုင်ခလာရ56တရင်ဌာနချုပ်အနေဖော်လုံခွင့်တွင်အရေးပေါ်စဉ်သက်ခဲ့ရသည်ထို့ရဟရင်အားသည်လည်း KAY တက်မှ7နှင့်ပူပေါင်းတက်များကလက်နက်ကြီးများနှင့်ပြစ်ခတ်ဖျက်ဆီးနိုင်ခဲ့သည်ဗမုံရှိစစ်စီရေးကုကဲမှုစကခ27တို့ရိတ်ခါများချပင်းရန်အလာတွင်ပြစ်ချခံရခြင်းဖြစ်သည်ဆေအိုစုမှအင်္ဂါနေ့ညမှာပင်ရုံမြင့်တန်းချမှဆက်ချွေရင်းရပြက်ကြသည်ကိုလိမ့်လေထုတ်ပြန်ခဲ့ကြသည် AB တရင်နှင့် KAY သည်လည်းအင်အားတောင်တင်းစုံတိုင်းသားလက်နက်ကိုင်ဖွဲ့ဖြစ်ပြီးလက်နက်ထုတ်လုပ်နိုင်သောစက်ရုံများပိုင်ဆိုင်ထား ားသည့်အပြင်တိုက်ရိုက်ခတ်ရပြေးဝနေသောတပ်လဲဖြစ်သည်ဟုဖော်ပြထားသည်။၎င်းတို့သည်ပြည်သူ့ကောင်ရေးတပ်ဖွဲ့များနှင့်လက်တွဲပြီးကချင်တွင်သာမကစကိုင်းတိုင်းအတွင်းတွင်မှတိုက်ပွဲများဆင်နွှဲနေသည်ဟုဆိုသည်။တခါကအင်အားတောင့်တင်းပြီးအထင်ကြီးထားခြင်းခံရသည့်စစ်တပ်သည်2023ခုနှစ်မှစ၍မကြုံစဘူးအောင်ရှုံးများနှင့်ရင်ဆိုင်နေကြရသည်။ဖမောမျိုးသိန်းတိုက်ပွဲဆင်းနေနေစဉ်အတွင်းရဟယင်များအပြစ်ချခဲ့ကြခြင်းဖြစ်၍ဆက်ကောင်စီတပ်များကိုစိတ်တည့်ရေရာအရာထိုးနှံနိုင်ခဲ့သည်ပြစ်ချခံခဲ့ရခြင်းသည်ယခုတစ်ချိန်တွင်ပထမဆုံးအချိန်မဟုတ်ပေ၎ င်းတို့တိုင်းပြည်အာဏာကိုလူလူလက်ထဲမှာလူယူသွားတဲ့2021နောက်ပိုင်းရဟရင်၅စီချက်တိုက်လေရင်၃စီဆုံးရှုံးခဲ့ရပြီဖြစ်သည်။ယခု FPV drone တိုက်ခိုက်မှုသည်ယူကရိန်း၏နည်းပညာဖြင့်အစ်မြေပြင်တွင်ဒုတိယကြိမ်ထွက်ပေါ်လာခြင်းလည်းဖြစ်သည်။ယူကရိန်းသည်2024ခုနှစ်ဇူလိုင်လအတွင်း FPV တလန်သွား drone ဖြင့် Donet မြို့အနီးရုရှားရဟရင်ကိုပထမဆုံးကြိမ်အောင်မြင်စွာပစ်ချပြနိုင်ခဲ့သည်။ FVB drone ကိုတံမြန်နိုင်သည့်နည်းပညာများထွက်ပေါ်မလာသေး၍ရဟယင်များ၏အန္တရာယ်သည်ကြီးထွားလာနေပြီဟုဆိုသည် ပခုံးတန်းစတင်းချလောင်ချများလေးဝဲယူရန်ခတ်ခဲနေတဲ့အချိန်တွင် FPV drone သည်အစားထိုးနေရယူလာပြီဖြစ်သည်။ ်မြန်မာတော်လှန်ရေးတပ်ဖွဲ့များ၏ FPV drone ၏အနာဂတ်စစ်မြေပြင်တွင်ဖြစ်ပေါ်လာမည့်အန္တရာယ်ကိုမီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်သည်ဟုစစ်ရေးလေးလာသုံးသပ်သူများကခန့်မှန်းနေကြသည် FPV drone အားအထက်တွင်ဖော်ပြခဲ့သလို5%မျိုးပထမလိုအမြင် drone ဖြစ်သည်ဟုအမည်ပေးထားသည်နှင့်အငြိလျော်ညီစွာ drone မောင်းသူသည် drone ပေါ်တွင်တပ်ဆင်ထားသည့်ကင်မရာမှတစ်ဆင့်မြင်နေရသောပုံရိပ်များကိုမျက်မှန်သို့မဟုတ်မျက်နှာပြင်မှတစ်ဆင့်တိုက်ရိုက်ကြည့်ရှုပြီး drone ကိုထိန်းချုပ်နိုင်၍မောင်းသူသည် drone ထဲတွင်ကိုယ်တိုင်ဝင်ထိုင်ပြီးပြန်လည်နေရသလိုခံစားရပြီးပုံမှန် drone များထက်ပုံမှန် မြန်ဆန်တိကျတဲ့လှုံ့ရှားမှုနဲ့အကွေးအောက်များပြည်လုံးနိုင်လေဟုသိရသည်။ထို drone မျိုးကိုပြည်သူတော်လှန်ရေးတပ်ဖွဲ့များစတင်အသုံးပြုလာပြီးဖြစ်၍ဆရာနာရှင်တို့၏နေကုန်သည်တဖြည်းဖြည်းနှင့်နှီးကပ်လာတော်မူဖြစ်သည်။လောကဓမ္မတာအရမိမိတို့အပေါ်တစ်ဖက်သက်အနိုင်ကျင့်နေသည့်ရန်သူကိုတုံ့ပြန်နိုင်ရန်မြည်သူမဆိုနီလန်းမျိုးစုံရှာလာကြမည်သာဖြစ်သည်။အငိမ့်စားဗိုလ်ချုပ်အစင်ရှိသူချုပ်ထွန်းအောင်ပြည်သူဘက်တော်သားများကလှုပ်ချန်ခဲ့ကြခြင်းဒီကပင်ထိုအချက်ကိုတည်တည်ခံနေပြီဖြစ်သည်။ပြည်သူတို့၏တရားသောတွန်းလှန်စေမုတ်ချအောင်ရမည်။